ါကြော်ကြော်လင်းပါမင်္ဂလာပါတန်းထုပ်ပါ status scale ကနေပြန်လဲကြိုဆိုလိုက်ပါတယ် so operation and growth ဆိုတဲ့ chapter ထဲမှာပေါ့နော်ဒီ chapter ထဲမှာတော့အများကြီးပဲပြောစရာတွေရှိတယ်ဘာကြောင့်လဲလို့ပြောရင်ဟိုတထိုင်နဲ့ပြောရင် video share မှာဆိုလို့ကျွန်တော်တို့အပိုင်းနေအပိုင်းနေအပိုင်းနေတခြားခွဲပြောတာပေါ့နော်အဲ့တော့ဒီတောက်လျှောက်ကြည့်လာတဲ့သူတွေအနေနဲ့ဆိုရင်ကျွန်တော်တို့ဟိုပြောခြင်းနဲ့ပေးခြင်းနဲ့ message တွေလည်းမြင်မယ်လို့ယူဆပါတယ် ဆိုတော့တောက်လျှောက်တော့ရှေ့မှာတော့ကျွန်တော်တို့က customer feedback တွေ customer demand တွေနောက်ကျွန်တော်တို့ရဲ့ customer database တွေဒီပြားတွေပေါ်မှာမူတည်ပြီးတော့ဟိုလုပ်ငန်းချဲ့ထွင်သင့်ပြီလားဆိုတာကိုစဉ်းစားရမယ်လို့ကျွန်တော်တို့အကြံပြုခဲ့တာရှိတယ်ပေါ့နော်ဆိုတော့ဒီတစ်ခေါက်မှာတော့ဆွေးနွေးချင်တာကတော့ဒီဟာတွေအပြင်တခြားဘာတွေရောထည့်သွင်းစဉ်းစားရအောင်မလဲပေါ့အဲ့ဒီအပိုင်းလေးကိုကိုတော်တို့အနေနဲ့ဆွေးနွေးကြည့်ပေးပါဦး အာချဲ့တာတော့ချဲ့တယ်ပေါ့နော်ဆိုတော့ပေါ့လို့အချိန်လုံးခင်ဗျာချဲ့ခိုင်းနေတာကျွန်တော်အဲအဲ financially လို့ခေါ်တယ်ကျွန်တော်တို့ကတော့ finance အာတနင်္ဂနွေ background လဲကျွန်တော်ကအာချင်းကျင်ရမှာဖြစ်တယ်လို့နောက်တစ်ခုကအာချဲ့သည်ဖြစ်စေမချဲ့သည်ဖြစ်စေကျွန်တော်တို့ဟောရဖန်အခါမှာခက်ခဲတဲ့ challenging situation တွေကြုံရတယ်လေ challenge situation ကြုံရတဲ့အချိန်မှာကျွန်တော်တို့ဘာကိုအဓိကထားတင်လဲလို့ပြောလို့ရှိရင်အာငွေကြေးစည်းစိမ်မှုမြန်ဆန်စေမဲ့ကိစ္စကိုကျွန်တော်တို့ကအာအယုံဆက်တဲ့နေလို့ယူဆတယ် ။အဲဒါဆိုတော့အာများသောအားဖြင့်ကျွန်တော်တို့ငွေကြေးစနစ်ကို cash flow ကိုတိကျမစီမံနိုင်တဲ့အချိန်ကြလို့ရှိရင်ဆိုတော့ဒါတဏ္ဍအင်အားအဖြစ်ကျွန်တော်တို့ခါပြတ်သွားတယ်ဟာလေ။တော့ SME ကြီးမှာတော်တော်များများကျွန်တော်တို့ကြုံမှုတယ်လေ။ဆိုတော့အဲ့ဒီအချိန်ကြာမှာဆိုရပါဆိုလုံယူလာတာတွေပါညာတွေဆိုတော့အဲ့ဒီဟာကဝင်ပြတာပေါ့။ဆိုတော့အဲ့ဒီဝင်ပြခင်မှာကျွန်တော်တို့ကအာချက်ပါချက်ရရှိရချက်ပါတို့ပေမဲ့ဘယ်လောက်ပဲချက်ချက်ဆိုတော့ outlet တွေပေါ်တော့လကောင်းအော်မိခင်ဟိုဆေးပါဆို HQ တော့လကောင်းဆိုတော့ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဂျာ challenge ဖြစ်တဲ့အခြေအနေမှာမဟုတ်ပါဘူး တော့ cash flow ဆိုတော့ငွေကြေးစည်းစိမ်မှုကိုစနေတကျအစီအမံခံခွင့်တင်းမှုလိုတယ်ဆိုတော့စီမံခံခွင့်မဲ့အာဆိုရပါဆို monitoring လည်းကျွန်တော်အမြဲတမ်းမျက်မျက်ချင်ပြည့်ကြည့်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော် distribution လုပ်တဲ့ retailing ကိုထားလိုက်ပါတော့ခွတော်လေကျွန်တော်တို့ distribution လုပ်တဲ့ company တွေညကျွန်တော်တို့အများကြီးအကြံပြုခဲ့ဘူးတာဟုတ်ဆိုတော့သူတို့က credit ပေါ့နော်ပြည်ဝနိုင်ငံမှာ credit credit ပေါ့နော်ဆိုတော့ consignment credit consignment credit consignment ကနေလိုက်ပါကျွန်တော်တို့ပစ္စည်းသွားယူလို့ရတယ်အဲ့မဲ့ credit ဆိုတဲ့နေရာမှာ ဒီ credit ကိုကျွန်တော်တို့ကစနစ်ကျစီမံခံဖို့လုပ်တယ်အကယ်၍ကျွန်တော်တို့ကကျွန်တော်တို့ reseller ကို credit ပဲဒါမှမဟုတ်သူတို့ကလည်းလေပတ်နိုင်ပါလေဟာသူလေးလက်ကောက်မယ်ကျွန်တော်တို့ကရောကျွန်တော်တို့ supplier ဆီက credit ရတာဆိုတော့ဒီငွေကြေးစည်းစင်းပုံနေကိုဟိုဘက်ကတော့ credit မရဘူးဒါပေမဲ့ဒီဘက်ကတော့ credit ပေးရတယ်ပေါ့နော်အဲသူ့ပေမဲ့ဆိုရပါတော့အဲအဲ့ဒီဟာကိုဟိုပေါ့နော်ကာမိတဲ့အဲလုံလောက်တဲ့အကျိုးမြတ်တတိယဖြစ် GP margin တင်ထားရဆိုလို့ရှိတယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့တို့ပေမဲ့အဲ့ဒါကိုကာမိရော margin တားတင်လို့ရှိရင်လည်း pricing နဲ့ competitive ဖြစ်တဲ့ကိစ္စတွေအများကြီးကြုံမှုတော့ ဆိုတော့ကြောင့်မလို့ကဲကြီးမြေကိုက credit ပေးမယ်ဆိုလို့ရှိရင်လေအဲ့ credit ကို manageable ဖြစ်တဲ့ဆိုရပါဆိုကာလအပိုင်းချကျွန်တော်ပေးတဲ့နဲ့တပတ်နှစ်ပတ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကိုယ့်ရဲ့ဟာစွမ်းဆောင်နိုင်မှုပေါ်မှာမို့ဒီထိုးလေးလည်းကောင်းပဲ same goes to ကျွန်တော်တို့ supplier supplier နဲ့ကလည်းကျွန်တော်တို့ဒီ credit ဆိုတဲ့ကိစ္စကိုလည်း manager ဘက်ဖြစ်အောင်ကျွန်တော်တို့ကစီမံစစ်တယ်လို့ပြောယူဆတယ်မဟုတ်လို့ရှိရင်ဘိုးဘက်မှာလည်းကျွန်တော်တို့က COD cash on delivery ဆိုတော့ CI CIA ပေါ့နော် cash in advance ပေးရတဲ့ဟာလည်းရှိတယ်ဘိုးဘက်ကလည်းကြိုပြီးတော့ပေးရတယ်ဒီဘက်မှာကျတော့ကျွန်တော်တို့က credit ပေးရဆိုတော့အဲ့ဒီမှာလည်းငွေကြီးရဲ့ဒီရပါဘောနော်အာဒါမြတ်တဲ့နေကိစ္စတွေမမြတ်ဖဲနေအဲ့ဒီအဲ့ဒီကာလာပိုင်းချမှာကျွန်တော်တို့ကဆုံးရှင်းသွားရရှိတယ်အဲပို့ဆိုးတာကအကယ်၍များ credit က ကျွန်တော်တို့တတ်မှတ်ထားတဲ့အချိန်ကာလတော့မရပဲနဲ့ overdue တွေဖြစ်တာတို့ပေါ့ညာဆိုလို့ရှင်ပို့ပြီးတော့ဆိုးတာပေါ့ဒါကြောင့်မလို့အကယ်၍များအလင်းသိမ့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ကင်းရောက်လာတော့အကောင်းဆုံးပေါ့နော်အတူပဲလေသူ့ဘက်ကိုဘက်အဆို fan square ပေါ့နော်လုပ်ငန်းကိုင်ငန်းလုပ်ဖို့သူကကို easy to manage easy to work လို့ဖြစ်ဖို့အတွက်ဆိုလို့ရှိရင် credit တွေပေးရဆိုတော့ညာလေအဲ့ credit ကိုစနေကြစီမံခန့်ခွဲဖို့လိုတယ်ဘယ်လိုစီမံခန့်ခွဲလဲဆိုလို့ရှိရင်ကို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 ရထားတဲ့ credit ဒါတော့ period နဲ့ကိုပြန်ပြီးမဲ့ credit period နဲ့ ။အမျိုးညချေဖြစ်။ညချေဖြစ်နေဖို့အရင်ရေးကြည့်တာမဟုတ်လို့ရှင်ကျွန်တော်အိတ်ထဲကစိုက်စိုက်လို့ကိုညချေဖြစ်ရမှာပေါ့။ပြစိုက်လို့ကိုပြီးမှာမဟုတ်တော့ဘူးနော်။သဘောတော့ပါ။ဆိုအဲ့ဒီဟာလေးကကျွန်တော်တို့ SME ကြီးမှာအများကြီးလို့ပါ။ဆိုတော့ဆိုတော့ဘာလို့ငွေကြေးအင်အားအရာဘာလို့ဒဏ္ဍာရီအရာ background ကောင်းနေဆိုလို့ရှင်တော့မှာစနစ်တစ်ခုအနေနဲ့မဖြစ်မနေဒီ cash flow management ကိုတော့ကြာဘယ်ချာစီမတင်လဲလို့တော့ကျွန်တော်အဲ့ချက်လေးလေးကောင်းနေပြဟိုလောက်ကဲကိုကပေါ့နော် financial ရ background ကောင်းကောင်းဟိုပတ်စံအများကြီးရှိတယ်ဆိုပြီးရမ်းလိုက်တယ်လို့မျိုးပေါ့နော်စနစ်မပါဘဲနဲ့လှုပ်လိုက်တာမျိုးလည်းမဖြစ်သင့်ဘူးအဲ့ဒါကဈေးဘက်ကိုဖြတ်တယ်လို့ဖြစ်သွားမှာ ဟိုကို့မှာငွေကြေးအင်အားဒဏ္ဍာရီအင်အားတောင်းတင်းတဲ့အတွက်ကိုအကျွေးတွေပေးမယ်ပြုွယ်ပါညာ ဟိုအစောပိုင်းမှာလုံလို့ရပါမယ်အဲ့လိုလုံလို့ဟိုဒုက္ခရောက်သွားတဲ့ဖွဲ့စည်းလေအများကြီးတွေ့မှုထားတွေ့မှုထားပါတယ်အဲ့ဒါကအလုံးကောင်းမှုမဖြစ်ဖ ೇನೆ ပေါ့နော်ဈေးကွက်ကိုဖျက်ပလိုက်တယ်လို့ဖြစ်မယ်ကိုကိုတိုင်းလည်းစနစ်မရှိဘဲနဲ့ဗျမ်းပရာဒုက္ခတွေဖြစ်မှာ internally ကြတော့လေကျွန်တော်တို့ဆရာပါဆိုကျွန်တော်တို့ဝင်ထန်းတွေကို manager ဘာမှဖြစ်တော့ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်စီမံထားတယ်ကျွန်တော်ချမှတ်ထားတယ် credit ကတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်အဲ့ဒီ total မှာရအောင်ကိုယူရမယ်ဆိုတဲ့ကိစ္စကျွန်တော်စီမံ commitment မရှိတော့ commitment မရှိတော့ပြောပါဆို even though the night in ya ji de so yin naw ma di ma snit de khu wa account ma paw phit daw snit account paw phit daw external lo kho le pyin ba ma so lo shin le chu na lo manager ma phit daw eh ya ma chu na lo paw naw a phyat tabaw saung de ya de 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 kaisa yi lou mi so phit daw de le no a lo market ma ko ta thae ma mhot daw so pyain ba so wei me le chu na lo wa pyain mu le no kyu mya wo so so a sin ma pyin aw lo phu ma mhot daw so a lo myo le phit daw de de a chaung lo 即係話到，其實財務方面，大部分財務方面，啲啲 cash flow management 嗰個咧，會即時問，即係會即時做啲咩嘢嘅業務。 နစ်ကြစီမံခံကောက်ဖို့အရင်ရင်ကြည့်ပိုင်းဆွဲကြောင်းကျွန်တော်ကအကြံပြုချက်ပါလေ။อืมဒီတစ်ခါတော့ပေါ့ပေါ့ပါပါဆိုပြီးတကယ်အပြည့်အဝနေဆွေးနွေးသွားတာနော်။ကျေးဇူးတင်တယ်။အာငွေငွေကြီးနဲ့ပတ်သက်လို့ရှိရင်အာ serious ဖြစ်ဖြစ်ရမှာပေါ့နော်။ Okay ပါ။ Okay ပါ။ဆိုတော့အဲ့လောက်ပဲကျွန်တော်ဆွေးနွေးကြပါတယ်။အကြံပေးဆွေးနွေးမယ်ဆိုလို့ရှိရင်ကိုကျော်လင်းကိုဆက်သွေးလိုက်ပါ။ကျေးဇူးတင်ပါတယ်။ဂျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်။ဆိုတော့ကျွန်တော်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။ See you bye bye. တက်တာ။